စီမပိတ်တယ်များအားလုံးပဲမင်္ဂလာပါမေလ9ရက်ဒမီစီမပရိုင်တိုင်းမြစီမတရင်အစီအစဉ်ကနေကြိုဆိုပါရယ်ဒီအစီအစဉ်ကိုကျွန်တော်ခန့်တွေကတာဝန်ယူတင်ဆက်ပေးတော်မှာပါဒီနေ့ကြည့်ရှုရမယ့်တရင်တွေကတော့မြန်မာကိုခီးမသွာတင့်တဲ့အနီရောင်အဆင့်နိုင်ငံဖြစ် American ထပ်မံတတ်မှတ်တဲ့တရင် TK နေဆက်စခန်းကို KNL ပူးပေါင်းတပ်တွေတင်ပိုက်တဲ့တရင် RFA မြန်မာပိုင်းအစီအစဉ်ထုတ်လွှင့်မှုရည်နာမဲ့တရက်နဲ့အခွန်စစ်ပွဲအလုံးရင်းနဲ့တိုက်ခိုက်ပြီးကြတဲ့ကပရမာဆုံးအကျင့်ဖြစ်ဗြိတိန်ရဲ့ကုံတွယ်ရေးတဘောတူစာချုပ်ကို Trump ထုတ်ဖော်ပြသလိုက်တဲ့နိုင်ငံတကာတရက်အပါအဝင်ဒီကနေ့အတွက်နောက်ဆုံးရရွှေဈေးနဲ့ငွေဈေးကိုလည်းတင်ဆက်သွားဖို့ရှိနေပါရခင်ဗျာမြန်မာကိုခီးမသွားတဲ့အနီရောင်အဆင့်နိုင်ငံဖြစ်အမေရိကန်ထပ်မံတတ်မှတ်တဲ့တရင်ကိုပထမဆုံးတင်ဆက်ပေးပါမယ် အမေရိကန်နိုင်ငံကြ ాయి ဝင်ကြီးဌာနကမြန်မာအပါဝင်နိုင်ငံပေါင်း27နိုင်ငံကိုခရီးမသွားသင့်တဲ့နိုင်ငံတွေအဖြစ်သူ့ရဲ့ Facebook စာမျက်နှာမှာပြီးခဲ့တဲ့မေလ10ရက်နေ့ကထပ်မံပေါ်ပြလိုက်ပါတယ်အမေရိကန်ဟာခီးတွားလာတာမသိတဲ့နိုင်ငံတွေကိုအဆင့်1ကနေ6အထိတက်မှတ်လေးရှိပြီးတော့အဆင့်4ကအမြင့်ဆုံးတရီပေးချက်ဖြစ်ပါတယ်။အသက်အန္တရာယ်ချိန်ချမှုဖြစ်နိုင်ခြေရှိတဲ့နေရာတွေကိုအဆင့်4အဖြစ်တက်မှတ်လေးရှိပါတယ်။ အဆင့်1ကတော့အပြာရောင်အဆင့်2ကအဝါရောင်နဲ့အဆင့်3ကလိမ်မော်ရောင်အဆင့်4ကအညီရောင်တို့ကိုထုတ်ပြန်ပြီးနိုင်ငံတွေကိုခီးတော်လာမှုနဲ့ပတ်သက်ပြီး American ကအဆင့်တတ်မှတ်လေးရှိရပါအညီရောင်အဆင့်4ကခီးတော်လာတာမပြုတ်လုတ်တဲ့အမြင့်ဆုံးတတ်မှတ်ချက်အဆင့်မှာဒီအဆင့်ကို data ဆိုင်ရာ အခြေအနေနဲ့ American ရဲ့အကန့်အသတ်နဲ့ကူညီပေးနိုင်မှုအပေါ်အခြေခံပြီးတတ်မှတ်ထားပါတယ် ဒီညရီဟာအငြင်းများပြီးတွားရောက်လဲပတ်တာနဲ့အငြင်းအလွန်အကျွံဖြစ်စေနိုင်တယ်လို့ဖော်ပြထားပါတယ်။အခုထပ်မံထုတ်ပြန်လာတဲ့ခီးမတွားတဲ့အငြင်းအရှိဆုံးနိုင်ငံတွေစရင်မှာအာဖဂန်နစ္စတန်၊ဘီလာရုစ်၊ဘာကီနာဖာဆိုမြန်မာနိုင်ငံဘဟုအာဖရိကသမရနိုင်ငံကွန်ဂိုဒီမိုကရက်တစ်သမရနိုင်ငံဟေတီအီရန်အီရတ်လေဗနွန်လီဘီယာမာလီမြောက်ကိုရီးယားရုရှားဆိုမာလီယား တောင်ဆူဒန်ဆူဒန်ဆီးရီးယားယူကရိန်းဗင်နီဆွဲလားနဲ့လီမင်နိုင်ငံတို့ပါဝင်ပါတယ်ခင်ဗျာဒုတိယသတင်းအနေနဲ့တီခိနေဇက်စခန်းကို KNL ပူပေါင်းတပ်တွေတင်ပိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တင်းနိုင်တိုင်းတဝယ်မြို့နယ်အတွင်းကတီခိနေဇက်စခန်းကိုကရင်မျိုးသားလွမြောက်ရေးတပ်မျိုး KNL ပူပေါင်းတပ်တွေကဒီကနေ့မေလ9ရက်နေ့မနက်9နာရီကတိုက်ခိုက်တင်ပိုက်လိုက်တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကမျိုးစိမရှိကိုပြောပါရဲ။ ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ဒဝဲတိခိနယ်စပ်လမ်းကြောင်းပေါ်မှာရှိတဲ့ထိုင်းနိုင်ငံနဲ့အနီးဆုံးဖြစ်တဲ့တိခိနယ်စပ်ကံကို KNL ပူးပေါင်းတပ်တွေကပြီးခဲ့တဲ့ April လအတွင်းကလေးကပိတ်ဆို့ဒါရီပြုတ်လုထားပြီးတော့မေလအစပိုင်းကစလို့ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးနေ့စဉ်နေ့တိုင်းညီဝတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ စက်ကောင်စီကလည်းလေချောင်းနဲ့လက်နက်ကြီးပစ်ကူတွေနဲ့ခုခံခဲ့ပေမဲ့လည်းဒီကနေ့မနက်ပိုင်းအထိအပိတက်တိုက်ခတ်တိမ့်ပတ်ရတာလို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနတင်းလိုက်တိုင်းစစ်ဌာနစစ်စီရေးတာဝန်ခံရဲဘော်စတားရဲ့ပြောပြချက်အရသိရပါတယ်။စခန်းသိမ်းတိုက်ပွဲအတွင်းထိခိုက်တာနဲ့လက်နက်ခရံရရှိရအသေးစိတ်အခြေအနေနဲ့ပတ်သက်ပြီးမြစည်းမကဆက်လက်စုံစမ်းနေသေးပါ ဲ့စကန်အတွင်းမှာဖြည့်တင်းထားတဲ့အင်အားနဲ့ ठी တာစကန်ကလာရောက်ပူးပေါင်းတဲ့အင်အားတွေအပါအဝင်စစ်အင်အားစုစုပေါင်း100ကျော်ရှိပေမဲ့လည်းစကန်တိုင်းတိုက်ပွဲတွေပြင်းထန်စဉ်ကာလဖြစ်တဲ့မေလအစောပိုင်းမှာရဲနဲ့စစ်အင်အား90ကျော်ထိုင်းနိုင်ငံဘက်ကျန်ကိုထွက်ပြေးသွားတာရှိကြောင်း KNU ကရင်မျိုးသားစီယုံတပ်မဟာလေခရန်အတွင်းမှာရှိတဲ့ဘသူစောအင်နာကပြောပါတယ်ချီကီဗျူအားစကန်နဲ့9မိုင်သွားကာဝေးတဲ့ ထီတာဘျူဟာစကန်ကိုလည်းပြီးခဲ့တဲ့ဧပြီလ16ရက်နေ့က KNL ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်ကောင်စီတပ်ပိုင်ဆိုင်တဲ့လက်နက် KNL ကိုတင်းဆက်ရမိခဲ့တာရှိတယ်လို့ KNL ကသတင်းထုတ်ပြန်ခဲ့ပါတယ်။အခုကထီခိနယ်ဆက်စကန်ကိုပါတိမ်းပိုက်ရရှိပြီးဖြစ်တာကြောင့်ထီခိနယ်တဝဲကြမှာမြစ်တာဘျူဟာစကန်ပါဝင်ငရက်နီစကန် body scan တောင်သုံးလုံးစကန်ကြောင်မဲတောင်စကန်စရဲတက်စကန်တွေကြန့်ရှိနေသေးတယ်လို့သတင်းရင်းမြစ်ကပြောပါရခင်ဗျာပဲခူးတိုင်းဘက်ကသတင်းတပုတ်နဲ့ဆက်ပါမယ်ခမရ998တရင်တိန်တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်တာတွေရှိပြီးတော့စစ်ကောင်စီလေကြောင်းကဘုံဆက်ကျဲသတင်းမှာပဲခူးတိုင်းရွှေကျင်မြို့နယ်ညောင်ချေရောက်ရွာမှာရှိတဲ့ချင်းမန်တရင်ခမရ998တရင်တိန်တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်မှုတွေရှိရလို့စစ်ရေးသတင်းရင်းမြစ်တွေကမျိုးစီမကိုပြောပါတယ် အဲ့တည်းရင်မကြရေးစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေကိုဒီကနေ့မေလ9ရက်နေ့မနက်ပိုင်းထိဆက်တိုက်ပြုလုပ်နေတယ်လို့သိရပါတယ်အဲ့တည်းရင်တိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီဘက်ကထိခိုက်မှုများသလိုတော်လင်းအင်အားစုပူးပေါင်းတပ်ပေဘက်ကလည်းရဲဘော်9ဦးကြဆုံးပြီး30ဦးနဲ့အထက်ထိခိုက်ဒဏ်ရာရရှိထားတာရှိတယ်လို့တိုင်းရင်းမြစ်တွေကပြောပါတယ်အဲ့ထိခိုက်သေးဆုံးနိုင်တဲ့ပတ်သက်ပြီးမြစည်းမကတီးခြားအတီးပြုတ်နိုင်တာမရှိသေးပါဘူး ညောင်ခြေရောက်ယူဟာကိုပက်လယ်ဝိုင်းထားတဲ့တင်စရက်မှာရှိတဲ့စစ်ကောင်စီရဲ့ချီမန်တရင်ခမရ1390အမတ3139တိုင်ဦးခြေဆိုင်ခမရ443ညဒုံစီအခြေဆိုင်ခမရ569ရူကနေဟော်ဝေဇာအပါဝင်လက်နက်ကြီးတွေနဲ့ပြစ်ကူပေးနေတာရှိရဲလို့တရင်ချင်းမြစ်ကပြောပါတယ်တရင်ချင်းမြစ်ရဲ့ပြောပြချက်အရမနေ့ကမနက်ပိုင်းမှာစစ်ကောင်စီတပ်သားတွေကတော့ ခမရ998အတွင်းမှာရှိတဲ့လက်နက်တိုက်ကိုမီးရှို့ဖျက်ဆီးပြီးတဲ့နောက်တပ်ရင်းကိုစွန့်ခွာသွားတာရှိရလို့သိရပေမဲ့မြစည်းမအနေနဲ့ဆက်လက်အတည်ပြုနေစေပါမွန်ပကိုးအဆက်ကတိန်စရက်ရွှေကျင်လမ်းရဲ့အနီးမှာရှိတဲ့အဲ့တပ်ရင်းကိုတော်လေးပူပေါင်းတပ်တွေကပြီးခဲ့တဲ့မေလ9ရက်နေ့ကစပြီးပူပေါင်းကတပ်ရင်းတိန်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်ဒါပြင်ညောင်ခြေရောက်ရွာမှာရှိတဲ့ တရင်အပါဝင်တိမ်စရက်ရွှေကျင်လမ်းကြောင်းပေါ်စစ်တောင်းမြစ်ကန်အနီးမှာရှိတဲ့တရင်တက်စကန်တွေကိုတော်လန်ရေးပူပေါင်းတပ်တွေကပြီးခဲ့တဲ့ဧပြီလအလယ်ပိုင်းကစတင်ပိတ်ဆို့ကထိုးစစ်ဆင်နေတာဖြစ်ပြီးတော့စစ်တောင်းမြစ်ကန်ဘေးမှာရှိတဲ့ကွန်းဆက်ရွာမှာရှိတဲ့စခန်းနဲ့ရဲစခန်းကိုပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ထားပါတယ်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေတာကြောင့်စစ်တောင်းမြစ်ကမ်းဘေးမှာရှိတဲ့ရှမ်းစုဘောကထာ၃စရစ်ညောင်ချေရောက်ကွန်းစိတ် တို့ရဲ့တမိန်ဆက်စုဖျားငုတ်တို့ခရွယ်စစ်ကွင်းအပါဝင်စစ်တောင်းမြစ်ကမ်းဘေးမှာရှိတဲ့ရွာတွေကဒေသခံတွေဘေးလွယာကိုတင်းရှောင်နေရတယ်လို့အဲ့ဒေသခံတွေကပြောပါတယ်ခင်ဗျာဆက်လက်ပြီးတော့ RFA မြန်မာပိုင်းအစီအစဉ်ထုတ်လွှင့်မှုရန်နာမဲ့တရင်ကိုတင်ဆက်ပေးပါမယ်လွတ်လပ်တဲ့အာရှအတန် RFA ရဲ့မြန်မာပိုင်းအစီအစဉ်ကိုရန်ပုံငွေပိုင်းဆိုင်ရာမတေချာမှုတွေကြောင့်ရန်နာတော့မှာဖြစ်တယ်လို့ RFA ကဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်ကြေညာလာပါတယ် ား RFA မြန်မာပိုင်းကဒီကနေ့မေလ9ရက်မှာတရားဝင်ထုတ်ပြန်ကြေညာလာခဲ့တာပါအဲ့ဒီဖြစ်ရဟာအာနာရှင်လက်အောက်ကပြည်သူတွေသတင်းတိပိုင်ခွင့်ဆုံးရှုံးမှုလည်းဖြစ်တယ်လို့ဝါရဲသတင်းစာဆရာဦးမြင့်ကျော်ကဆိုပါတယ်အာဖိမြမပိုင်းအစီအစဉ်ကိုနှစ်ပေါင်းများစွာနားဆင်ခဲ့ကြတဲ့ပရိသတ်တွေရဲ့အားပေးမှုနဲ့ယုံကြည်မှုအတွက်ကျေးဇူးတင်ရှိကြောင်းနဲ့ ရန်ပုံငွေမသေးချမရေရာမှုတွေကြောင့်မြန်မာပိုင်းအစီအစဉ်ထုံးလွှင့်မှုတွေကိုရနာထားရတော့မယ်လို့ RFA မြန်မာပိုင်းရဲ့ဌာနမှူးဦးကျော်ကျော်အောင်ကရုတ်တံနဲ့ထုတ်ပြန်ပြောဆိုလာတာပါ RFA ရဆိုင်သွားတဲ့အဖြစ်ကမြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့နိုင်စင်တရင်တွေတင်ဆက်နေတဲ့သတင်းမီဒီယာကြီးတစ်ခုရက်သွားတယ်လို့ဖြစ်တာကြောင့်အစားထိုးဖို့ခက်ပါလိမ့်မယ်။ တစ်ဖက်မှာနေ့စဉ်လိုင်းတူစနစ်နဲ့တနာယီကြာရေဒီယိုတရင်ရေဒီယိုအစီအစဉ်ထုတ်လွှင့်နေတဲ့အပိုင်းကိုအခြားသတင်းဌာနတွေကအစားထိုးဝင်မှုခက်ခဲပါလိမ့်မယ်။နေ့စဉ်သတင်းဟာကွက်ကြီးကြီးမားမားဖြစ်သွားတယ်လို့ကောက်ချက်ချကျင်ပါတယ်ဆိုပြီးဝါရင်သတင်းစာဆရာဦးမြင့်ကျော်ကတုံ့တက်ပါတယ်။ဒါအပြင်တစ်ဖက်မှာလည်း US8 အကူအညီကိုမှီခိုနေကြတဲ့ သတင်းဌာနတွေအများအပြားသတင်းတင်ဆက်နိုင်စွမ်းကြာစင်းနေချိန်ဖြစ်တာကြောင့်အဲ့ဒီဟာကွက်ကိုအစားထိုးနိုင်မဲ့အလားအလာမမြင်ရသေးဘူးလို့သူကဆက်လက်ရှင်းပြပါရဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်လာပြီးနောက်ပိုင်းသတင်းဌာနတွေကိုစီမံကိန်းတွေအစိုးရအေဂျင်စီ USAGN အပါအဝင်အခြားအစိုးရအေဂျင်စီ6ခုရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုအ ਨੇ စုံဖြစ်အောင်ထားဖို့ညွန်ကြားချက်လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်းသတင်းထုတ်လွှင့်မှုတွေယာယီရနာကအကန့်အသတ်နဲ့ထုတ်လွှင့်ရမှနေအပြည်တိုင်ရက်ဆိုင်ခဲ့ရလို့ဖြစ်ပါတယ်ခင်ဗျာနိုင်ငံတကာသတင်းတွေကိုဆက်ကြည့်အောင်ပါ အခွန်စစ်ပွဲအလုံးရင်းနဲ့တိုက်ခိုက်ပြီးကြတဲ့ကပထမဆုံးအကြိမ်ဖြစ်ကြီးတိန်နဲ့ကုံတွယ်ရေးသဘောတူစာချုပ်ကိုထရန်ထုတ်ဖော်ပြသလိုက်ပါတယ်ဝိုင်းတော်သားကိုဆိုင်ခန့်ကဆက်လက်တင်ဆက်ပေးမှာပါခင်ဗျာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဗြိတိရှဝန်ကြီးချုပ်ကီယာစတာမာတို့ဟာတမိုင်းဝင်ကုံသွယ်ရေးသဘောတူညီချက်ကိုကြာတာပြေးနေမှာထုတ်ဖော်ပြသလိုက်ကြပါရယ်။တကဘာလုံးပေါ်ထရန့်ကအခွန်နှုံးထားတွေတင်ကြုံချမှတ်ပြီးကြတဲ့ကအခုစာချုပ်ဟာနိုင်ငံတစ်ခုနဲ့ပထမဆုံးကုံသွယ်ရေးသဘောတူညီချက်ဖြစ်ပါရယ်။အဲ့ဒီစာချုပ်ကြောင့်ဗြိတိရှဇိမ်ခံကားတွေအပေါ်အခွန်နှုံးထားတွေရှော့ပေါပေးမှာဖြစ်ပြီးတမ်မနီနဲ့အလူမီနီယံတို့အပေါ်လည်းအခွန်လုံးဝလွန်ငင်ခွင့်ပြုမှာဖြစ်ပါတယ်။ ဒါပေမဲ့ဗြိတိရှကုံစီအားလုံးအပေါ်ချမှတ်ထားတဲ့အခြေခံအခွန်နှုန်းထားဆယ်ရာခိုင်နှုန်းကတော့ဆက်လက်ရှိနေမှာဖြစ်ပါတယ်။ Over Office အတွင်းကနေဖုန်းနဲ့စတားမားကိုဆက်သွယ်ပြောဆိုနေစဉ်အတွင်းသဘောတူညီချက်ကို Trump ကကြေညာခဲ့တာပါ။အပြန်လန်အနေနဲ့ American အမဲသားနဲ့လေယာထွက်ကုန်တွေအပေါ်ဗြိတိန်ကသူ့ရဲ့ဈေးကွက်ကိုဖွင့်ပေးရမှာဖြစ်ပါတယ်။ သဘောတူညီချက်မှာအသေးစိတ်တွေဖော်ပြထားခြင်းမရှိပေမဲ့အဲ့ဒီသဘောတူညီချက်ဟာတရုတ်လိုတခြားနိုင်ငံတွေအတွက်လည်းနမူနာပုံစံတစ်ခုဖြစ်လာလိမ့်မယ်လို့ထရန့်ကပြောပါတယ်။ဧပြီလကလွတ်မြောက်ရေးနေလို့ဆိုပြီးတကမ္ဘာလုံးပေါ်ထရန့်က အခွန်နှုန်းထားတစ်တွေချမှတ်ခဲ့ပါတယ်။ UK နိုင်ငံနဲ့ကုန်သွယ်ရေးသဘောတူညီချက်တည်းရဲ့ထိုးဖောက်အောင်မြင်ရရှိခဲ့တာကိုစိတ်လှုပ်ရှားစွာနဲ့ကျွန်တော်ကြေညာပါရစေ။ ဒီသဘောတူညီချက်အရအမေရိကန်ပို့ကုန်တွေအတွက်ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ပုံမှန်ကြီးမားတဲ့ဈေးကွက်ကြီးကိုလည်းရရှိမှာဖြစ်ပါတယ်လို့ထရန့်ကပြောပါတယ်။သဘောတူညီချက်ကိုနောက်ဆုံးမိနစ်မှရရှိခဲ့တာဖြစ်တယ်လို့စတာမာကဆိုပါတယ်။ထရန့်ဘောလုံးပွဲကြည့်နေတဲ့အချိန်သူ့ဘုတ်တုံးတွေကဖုန်းခေါ်လိုက်မှထရန့်က သူ့သဘောတူညီချက်ကိုပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒါဟာတကယ်ကိုကြီးကျယ်တဲ့သမိုင်းဝင် နေ့တစ်နေ့ပါပဲလို့ထရန့်နဲ့ဖုန်းပြောနေစဉ်စတာမာကပြောပါရယ် အခုသဘောတူညီချက်ဟာမဟာမိတ်တွေရဲ့အောင်ပွဲနေ့အနည်း80မြောက်နေ့နဲ့လည်းတိုက်ဆိုင်နေပါဗျ။ဒုတိယကမ္ဘာစစ်အတွင်းနာဇီဂျာမနီတို့ကိုဗြိတိန်နဲ့အမေရိကန်ပြည်ထောင်စုတို့အပါအဝင်မဟာမိတ်တွေကအနိုင်ရရှိခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။ရှီကျင်းဖြစ်တဲ့ပူတင်တို့အနောက်နိုင်ငံတွေကိုကျိန်းမောင်းတဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ရှုစားကြအောင်ပါခင်ဗျာ။ကရမလင်ရဲ့အောင်ပွဲနေ့အခမ်းအနားတွေမကျင်းပမီက ဗလာဒီမာပူတင်ရဲ့ရှီကျင်းဖျင်တို့ကအနောက်နိုင်ငံတွေကိုအာခံကြောင်းတရပင်းနေ့ကမော်စကိုမှာပြသလိုက်ကြပါတယ်။အဲ့ဒီခန်းသားကျင်းပနိုင်ဖို့ပူတင်အမိန့်ပေးထားတဲ့၃ရက်ကြာအပြည့်ရဲ့ရေးကိုရုရှားကချိုးဖောက်ခဲ့ကြောင်းယူကရိန်းကဆွဆွဲပြောကြားထားပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းနာဇီဂျာမနီကိုအနိုင်ယူခဲ့တဲ့ နှစ်80ပြည့်အောင်ဝဲအခမ်းအနားကိုတောက်ကြနေ့မှာကြီးမားတဲ့စည်ရေးပြပွဲနဲ့ကျင်းပမှာဖြစ်ပြီးတက်ရောက်ကြမဲ့နိုင်ငံခေါင်းဆောင်20ကျော်မှာတရုတ်တမရလည်းအပါအဝင်ဖြစ်ပါတယ်။ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်3နှစ်ထဲဝင်လာချိန်မှာအခုအခမ်းအနားကျင်းပတာဖြစ်ပါတယ်။ရှီနဲ့3နိုင်ကျော်ကြာဆွေးနွေးပြီးတဲ့နောက်ပူတင်ကသတင်းတောက်တွေကိုခေါင်းဆောင်2ဦးအစင်လာနှွေးထွေးရင်းနှီးစွာဆွေးနွေးခဲ့ကြတယ်လို့ပြောပါတယ်။ တရုတ်ကောင်းဆောင်ကို သူကချစ်လွှတ်စွာသောမိတ်ဆွေလို့ယူညွန်းပြောကြားထားပါတယ်။ကတောင်းကင်းဖြစ်နေတဲ့ကဘာကြီးအတွက်ပေကျင်းနဲ့မော်စကိုဆက်ဆံရေးကအပြုတ်သဘောဆောင်တဲ့စွမ်းအားကိုယူဆောင်လာခဲ့တယ်လို့ရှီကအစိုးပိုင်းကပြောထားပါတယ်။တနိုင်ငံလုံးကဗိုလ်ကြားအနိုင်ကျင့်ခြင်းကိုအခိုင်အမာစွာဆန့်ကျင်တယ်လို့သူကပြောပါတယ်။ဒါဟာအမေရိကန်ကိုယီညွန်းဝေဖန်ပြောကြားတာဖြစ်ပါတယ်။ပူရထုတ်ပြန်ကြေညာချက်ကိုဂရမလင်ကနောက်ပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။ ဒါကအမေရိကန်တမရဒေါ်နန်ထရန့်ရဲ့အမေရိကန်အတွက်တန်ခေါမိုးလို့ခေါ်ဆိုရဲအာဂါဒအခြေဆိုင်ဒုံးကျည်အကာအွယ်ကိုနက်နက်ရှိုင်းရှိုင်းမတီးမငိမ်ဖြစ်စေတယ်လို့ဖော်ပြထားပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလကရုရှားကတူတပ်ဖွဲ့တွေကိုယူကရိန်းကိုဝင်တိုက်ဖို့အမိန့်ပေးပြီးကြတဲ့က ပေကျင်းကဒီပိပခရီမှာဂျာညင်အဖြစ်ယက်တီခဲ့ရပါဒါပေမဲ့အနောက်နိုင်ငံတွေကတရုတ်ဟာရုရှားကိုစီးပွားရေးတန်တမန်ရေးတို့အရကူညီနေတယ်လို့ဆွဆွဲထားပါတယ်ခင်ဗျာထိတ်တန့်တဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာပါအခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီရရှိကြတဲ့ငွေလဲနှုန်း၊ရွှေဈေး73စုံဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရကစူးစီးတင်ဆက်ပေးมาဖြစ်ပါတယ်ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလက်လက်နှုန်းတွေကတော့အမေရိကန်ဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1100ကျပ်ပြင်ပပေါက်စေ4430ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1621ကျပ်ပြင်ပပေါက်စေ3431ကျပ်ယူရောပါတယူရိုကို ်စစ်ကောင်စီတပ်မတ်စီ2381ဒသမ22ကျပ်ပြင်ပပေါင်စီ4983ကျပ်ထိုင်းပြည်ဘက်ကိုစစ်ကောင်စီတပ်မတ်စီ63ဒသမ96ကျပ်ပြင်ပပေါင်စီ134ဒသမ26ကျပ်မလေးရှားတပ်မကြီးကိုစစ်ကောင်စီတပ်မတ်စီ491ဒသမ23ကျပ်ပြင်ပပေါင်စီ1029ကျပ်ပေါင်စီရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုတ်တွေဟာ ချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းလုံးတွေကတော့အခောက်ရွှေတစ်ချပ်သားကို ရွှေကုန်တဲ့အသင်းသတ်မှတ်စေ58သိန်းတထောင်ကျပြင်ပပေါ့စေ55ဒင်းကျစ55ပဲတကြသားကိုရွှေကုံတဲ့အတင်းတက်မှတ်စေ53ဒင်း9325ကျပြင်ပပေါ့စေ80ဒင်း8000ကျပေါ့စေရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါ ။နောက်ဆုံးရရန်ကုန်73စီစင်းလုံးတွေကတော့ဒီဇယ်တလီတာကို2435ကျပ်။ပရီမီယံဒီဇယ်တလီတာကို2980ကျပ်။အောက်ဒိတ်92တလီတာကို2825ကျပ်။အောက်ဒိတ်95တလီတာကို2885ကျပ်။ပေါက်ဈေးရှိပါတယ်။ဘောပြပါ73စီစဉ်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစားအောင်စီစဉ်နှုန်းတွေကတော့စားအောင်စီတစ်ပိတ်တာကို6កောင်စီတတ်မှတ်စေ 6900ကျပ်ပြင်ပပေါက်ဈေး9000ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့ချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။တမျိုးစီမာ brand တိုင်းမျိုးစီမာတရင်အစီအစဉ်ကိုတင်ဆက်ပေးကြပါကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးထူးတင်ရှိပါတယ်။ဒီစီဇန်ကိုတော့ကျွန်တော်ခန့်တွေကတင်ဆက်ပေးကြပါတဲ့မြေစီမာ brand အစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ မင်္ဂလာရှိတဲ့ညချမ်းအချိန်အခါဖြစ်ကြပါစေခင်ဗျာ။ မျက်စိမှတင်းများဆက်လက်တင်ဆက်နိုင်မှုတို့အတွက်သင်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်အခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ။